သူတော်သူမြတ်အကြောင်းတရားဒေသနာတော်သူတော်ကောင်းလူတော်လူကောင်းနဲ့သူတော်သူမြတ်ဆိုတဲ့စကားအသုံးလုံးကိုဓမ္မစာပေမှာသုံးလုံးဖော်ပြထားတာရှိလူတော်လူကောင်းဆိုတာလူတော်လူကောင်းဆိုတာ တော်တယ်ကောင်းတယ်ဆိုတာအယီချင်းကိုဖော်ပြတာပဲဖြစ်တယ်အယီချင်းဟာတော်တယ်ဆိုတာပညာအယီချင်းကောင်းတာကောင်းတယ်ဆိုတာကြတော့ပင်ကိုစိတ်ဓာတ်အခြေအနေတွေကောင်းတယ်မူလအခြေအနေကပင်ကိုစရိုက်ဝါသနာကောင်းတာကောင်းတယ်လို့ပြောပြီးတော်တယ်ဆိုတာကြတော့ အခြေတင်ကောင်းပေါ်မှာအမိပြုပြီးတော့အတိပညာတွေထက်မြက်လာအောင်ကြိုးစားအထောက်ထားတဲ့ပုံကလူတော်လို့ဒီလိုသတ်မှတ်ကြတယ်ပေါ့တခါသူတော်သူမြတ်လို့ဆိုတဲ့သကလုံးအလည်းပဲထိုးတူပဲတော်တယ်မြတ်တယ်ဆိုတာအကောင်းသကလုံးကိုညီညွတ်ပြီးတော့သုံးတော်တယ်ဆိုတာအကြီးချင်းအဖြစ်တော်တယ် စိတ်ဓာတ်အပြင်လည်းမြင့်မြတ်တယ်။ဒါကြောင့်ဟိုအေးချမ်းအပြင်တော်ပြီးတော့စိတ်ဓာတ်အပြင်မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေကိုတူတော်သူမြတ်။မြန်မာစကားမှာထို့သို့နှမျိုးနှစာခွဲခြား30တော်လဲ။ပါဠိစာပေမှာကြတော့တပ္ပုရိတာဆိုတဲ့စကားလုံးတစ်လုံးနဲ့ဖော်ပြလိုက်တာ။တပ္ပုရိတာသုံးတရောပုရိတော်တပ္ပုရိတော်အေးချမ်းအလုံးကိုရင်ညွှန်းပြီးသုံးတရား ကောင်းတယ်ဆိုတဲ့အရေးချင်းတနည်းအားဖြင့်ပတ်သက်ထောချီးမွမ်းစရာတွေကောင်းတယ်ချီးမွမ်းပွဲအရေးချင်းတွေနဲ့ပြည့်စုံပတ်သက်ထောပုရိသောတပ်ပုရိသောသုံးတော်ပုရိသောတပ်ပုရိသောကောင်းတယ်ဆိုတဲ့အရေးချင်းစိတ်တအပန်းဝင်အလုံးကောင်းတယ်ဆိုတဲ့အတိတ်ပဲပေါ်ပြထားတဲ့သူတော်ကောင်းနောက်တစ်ခု တပ္ပတပ္ပဆိုတဲ့သကလုံးတပ္ပိဆိုတဲ့သကလုံးတပ္ပိရေဝတမာသေးထတပ္ပိကုပ္ပေထတဏ္ဏတတံတတ္တမမေညာယတေဟောတိနပ္ပပိယောဆိုစကားတွေမှာသူတော်ကောင်းဆိုတာတပ္ပဆိုတဲ့သကလုံးကသူတော်ကောင်းကိုခေါ်တာဘာကောင်းနဲ့ဗရချိုင်နဲ့ဘာကောင်းဆက်ပြီးရေးတဲ့တပ္ပ တဘာယံတာဓုသတ်ဘောလို့ဂရမအဓိပ္ပာယ်ပါဠိစာပေမှာအဓိပ္ပာယ် principle တဘာဆိုတာလူအများစုဝေးပြီးတော့ရောက်ရှိလာကြတယ်လူတော်လူကောင်းတွေစုဝေးပြီးတော့ရောက်ရှိနေကြတယ်လူတွေရဲ့အလယ်မှာလူတွေများစွာစုယုံတာကိုတဘာလို့ခေါ်တယ်အဲ့ဒီတဘာလို့ဆိုတဲ့ လူတွေအများကြီးစုဝေးတဲ့နေရာမှာထူးချွန်မြင့်မြတ်တဲ့ကောင်းမြတ်တဲ့ပုဂ္ဂိုလ်တင့်တယ်တဲ့ပုဂ္ဂိုလ်သဘာယံသာဓုသဘောဆိုတဲ့အဓိပ္ပာယ်နဲ့တကယ်သဘင်မှာတင့်တယ်တဲ့ပုဂ္ဂိုလ်အများလည်းမှာလူရှင်တို့ရဲ့အများလည်းမှာ တင့်တယ်တဲ့ပုဂ္ဂိုလ်သဘာဆိုတဲ့သကလုံးနဲ့အတုံးပြတာဒါပါဠိစာပေမှာဒီလိုတုံးတာပေါ့နော် နတ္တတဘာယထနတ္တန္တိတန်တော်တဘာဆိုပြီးတော့ဒီလူတွေရဲ့စုဝေးပြီးတော့ရောက်ရှိနေကြတဲ့အလုံးစုပေါင်းပြီးရောက်ရှိနေကြတဲ့အစီအဝေးတော်မှုစုဝေးတဲ့နေရာတဘာလို့ဆိုကြအဲ့ဒီတဘာမှာ တန်တလို့ဆိုတဲ့သူတော်ကောင်းမပါလို့ရှိရင်တကယ်တပါမခေါ်နိုင်ဘူးလို့ဆိုတဲ့စကားလည်းရှိတယ်။နတာတပါယထနတန်တိတန်တော်သူတော်ကောင်းนี่မပါဝင်တဲ့တပါဆိုပါစို့မကောင်းတဲ့လူတွေရဲ့အစည်းအဝေးဆိုတာလည်းရှိတာမကောင်းတဲ့လူတွေစုယုံရောက်ရှိနေတယ်ဆိုတာလည်းရှိတာအဲ့ဒီမကောင်းတဲ့လူတွေရဲ့စုဝေးတဲ့နေရာဟာတကယ်တော့တပါမခေါ်နိုင်ဘူးလို့ဆိုတယ်။တပါဆိုတာလူတော်လူကောင်းတွေစုဝေးပြီး ရောက်ရှိတဲ့နေရာမျိုးကိုတပါအဲ့ဒါကိုနတာတပါယထနတ္တန္တိတန်တော်တခါတန်တလူဆိုတဲ့စိတ်နှလုံးငြိမ်းချမ်းမှုဖော်ပြနိုင်တဲ့ပုဂ္ဂိုလ်တူတော်ကောင်းနေစိတ်နှလုံးအေးချမ်းမှုဖော်ပြတော့ကလူတွေရဲ့စိတ်နှလုံးဟာပူလောင်နေတတ်တယ်အတွေးတွေနဲ့ပူလောင်နေစိုးရိမ်စရာတွေတောကတွေနဲ့ပူလောင်နေလူချင်းမှု တဏှာတွေလွှမ်းမိုးနေလို့ပူလောင်တယ်။မုန်းတိမှုတွေလွှမ်းမိုးနေလို့ပူလောင်တယ်။အဲဒီလိုပူလောင်မှုတွေမရှိဘူးစိတ်နှလုံးဟာအေးချမ်းနေတန့်ရှင်းနေအဲဒီပုံစံတွေကိုတန်တသူတော်ကောင်းလို့ခေါ်ပြန်တယ်ဗော။အဲဒီမှာတဘာတစ်ခုမှသူတော်ကောင်းတွေမပါတဲ့တဘာဟာတကယ်တဘာမဟုတ်ဘူးဆိုတာလို့ပဲ။အဲဒီတဘာမှာ ဓမ္မဆိုတဲ့မှန်ကန်တဲ့လမ်းကြောင်းကိုဟောပြောမှုမရှိဘူးဆိုလို့ရှင်လေအဲ့ဒီပုဂ္ဂိုလ်တွေကိုတန်တသူတော်ကောင်းလို့မခေါ်နိုင်မြမှုလို့သူတော်ဆောက်လို့တယ်နော်ယေနဝရန္တိဓမ္မနတ္တိတန်တော်ယေနဝရန္တိဓမ္မဓမ္မကိုပြောတာမဟုတ်ဘူးမတရားတာတွေပဲပြောနေတယ်တကယ်စစ်မှန်တဲ့ဓမ္မကိုဟောပြောတာမဟုတ်ဘူးသဘာဝတရား ငြင်းချမ်းမှုကိုဖြစ်ပေါ်စေရတဲ့ဓမ္မကိုမပြောလို့ရှင်လေတန်တဆိုရဲသူတော်ကောင်းမဖြစ်ဘူးလို့ဆိုရဲသာဝေကျမ်းမှာလာတဲ့အဓိပ္ပာယ်တွေအလွန်ကောင်းမြတ်တဲ့အဓိပ္ပာယ်တွေဖြစ်လို့မိမိတို့သူဝေးရောက်ရှိနေကြတဲ့တဘာဟာတကယ်တဘာဖြစ်ဖို့အဲ့ဒီတကယ်တဘာမှာပါဝင်တဲ့ပုဂ္ဂိုလ်တွေဟာလည်းတကယ်တန်တလို့ဆိုရဲသူတော်ကောင်းနေဖြစ်ဓမ္မကိုပြောမှတန်တဖြစ်တယ်ဆိုဓမ္မဆိုရဲတဘာဝတရားရပရားရဲ့ အဆုံးမတရားတွေယဉ်နဲ့နှလုံးထဲမှာရောက်ရှိပြီးထုတ်ပေါ်ပြောဆိုလိုက်နာကျင့်သုံးနေကြတဲ့ပုဂ္ဂိုလ်မျိုးတွေဒါတကယ်တန်တန်တာသူတော်ကောင်းလို့ခေါ်နေတာလို့ဒီလိုဆုံးလို့ရပါဘူးအခုဒီနေ့မာသူရောင်ကျောင်းနိုင်ကြီးရဲ့တွဲဖက်တိုင်အောင်ဆရာတော်ဗဒ္ဒန္တသူစနိနာပြေဝန်သာဒီကျောင်းနိုင်ကြီးမှာဆွဆွမြင်းမြင်းငယ်စဉ်ကလေးကရောက်လာတယ် ဘုန်းတို့မှတ်မိသည်။ဆိုလို့ရှိရင်တော့ကိုရင်ပေါ့ဆအရွယ်ကရောက်လာတယ်။ရောက်လာတဲ့အချိန်ကစပြီးဖွဲ့ပေးထားတဲ့ဆရာသမားတွေကသူစနေနာလို့ပေးထားတာကဘွဲ့နဲ့စိတ်ဓာတ်နဲ့အညီချင်းနဲ့ဟာလိုက်ဖက်ညီမြတ်သူဆိုတာကောင်းသောဇနဆိုတာလူသူဇနဆိုရင်ပဲသူတော်ကောင်းဆိုတဲ့အဓိပ္ပာယ်ညာသူတော်သူမြတ် ရည်ချင်းကောင်းတယ်စိတ်နှလုံးတွေကောင်းတယ်ပညာရည်ချင်းလည်းထက်မြက်တယ်စိတ်နှလုံးကလည်းသင်ကိုကောင်းတယ်အေးပညာရည်ချင်းထက်မြက်တာကတော့လွယ်ကူတယ်လို့ပြောရမယ်ကြိုးစားအထောက်မှုပေါ်မှာမူတည်ပြီးတော့ပညာထက်မြက်တဲ့ပုဂ္ဂိုလ်မျိုးတွေရှိတယ်သို့တော့စိတ်နှလုံးကောင်းမှုဆိုတာကြတော့တကယ်မွေးရပါအရည်ချင်းမျိုးဖြစ်တယ်ပေါ့အခုဒီတိုက်ဟုတ်ဆရာတော် ဘုန်းကြီးတို့ဒါကိုယ်တွေးမြဲမြံအနေနဲ့ပြောပြငယ်ငယ်လေးဒီကျောင်းလေးရောက်ခရဲကသူကချစ်စရာခင်မင်းစရာကိုရင်လေးပြုံပြုံလေးဝါဝါတုတ်တုတ်ကလေးရောက်လာပြီးတော့နေကလေးကသူကစိတ်ကလေးလေးလည်းပင်ဆွဲပြီးတော့ပရိစိတ်လေးရှိချာငယ်ငယ်လေးကလေးကတော့ဒါငယ်လေးတဲ့သူကပရိလေးပရိလေးလည်းပင်ဆွဲဆွဲထားတာတွေ့ရအဲ့ဒီလိုစိတ်ကောင်းနှလုံးကောင်းကြောင်းမှာ အပြစ်ရှိတဲ့မဟုတ်တာလုပ်တဲ့စာတင်နာမျိုးမဟုတ်ပဲနဲ့ရောက်လာကြတဲ့အသူတော်သူတော်ကောင်းလေးအနေနဲ့ရောက်လာတာဒီကြောင်းရောက်လာတဲ့အချိန်ကအဲ့တော့ပရိစိတ်တယ်ပရိလေးရှိတယ်သူ့မှာအဲ့ဒီလိုအေးစိစိနေတတ်တယ်ဘု து မှာရန်လုထာလို့ဘာလို့မရှိဘူးအဲ့ဒါဘွဲနဲ့လိုက်လျောညီညီတဲ့သူ့ဆန္ဒတကယ်သူတော်လူကောင်းသူတော်သူမြတ်လို့ဒီလိုပြောရမှာဖြစ် ဒါပြန်ပြောင်းကြည့်လိုက်လို့ရှိရင်ဒီတိုင်းပဲသူ့ရဲ့ဘဝပုံရိပ်တွေကိုမြင်နေရမှာဖြစ်တယ်။စိတ်ကောင်းနှလုံးကောင်းရှိတဲ့ပုဂ္ဂိုလ်ဟာဘယ်တော့မှသူတစ်ပါးကိုယမ်းမလုပ်ဘူး။ဘယ်တော့မှသူတစ်ပါးကိုနဲ့ယမ်းမဖြစ်ဘူး။အေးချမ်းစွာနေလေးရှိတာတော့အမှန်ပဲ။ခဏဒီအောင်သူကအေးချမ်းချမ်းနေတာဖြစ်တော့ကြောင့်ဘုန်းကြီးတို့ကတော့ဒေါသကြီးသေးတယ်သူကဒေါသမကြီးဘူး။အဲ့တော့ ဒေါသဆိုတာလေအရေးအယံသိမတွေ့ရနိုင်ငံဆရာတော်ဘုရားကြီးရှိတော်ပြောဦးတယ်သူစနေနာကတဲ့သူအုတ်ချုံနိုင်ပါမလားမသိဘူးတဲ့ဆုံးမလာတော့မှခေါင်းလေးပုတ်ပြီးမင်းဓာမျိုးမလုံနဲ့လို့ဒီလိုလေးပြောတာအဲ့ဒီလိုမဟုတ်ဘူးဒေါသကြီးတဲ့ဘုရားတော်ခေါ်ပြီးလာတဲ့ဝန်ရမောက်ဆန်းပြန်ပြန်နဲ့ရိုက်တာဟုတ်အဲ့သူကအဲ့လိုမျိုးမလုံဘူးဘယ်တဲ့မလုံတယ်သို့တော့ အဲ့ဒီလိုစဉ်းစားတဲ့စိတ်မရှိဘဲနဲ့ယဉ်ကျေးတိမ်မွေးတဲ့စိတ်နဲ့ပဲအခုဒီနေ့မာသဘောတော်အကြောင်းတဲ့ကြီးကိုအုပ်ချုပ်နေတာဘုန်းကြီးတို့ကအဝေးကနေတာလက်တွေ့အုပ်ချုပ်နေတာဟာကိုတိုက်ဟုတ်ဆရာတော်ပဲဖြစ်တယ်ပေါ့သူပဲဒီเจ้าမှာအကြီးကဲလုပ်ပြီးတော့အုပ်ချုပ်တိုးတက်နေလို့ဘုန်းကြီးတို့အဝေးကနေပြီးတာရုခေါ်ဝမ်းမြောက်သူ့ကိုကျေးဇူးတွေတင်းနေတယ်အနောက်ဘုန်းကြီးတို့ကောင်းမွန်ကြတယ် ဘုန်းကြီးကဒီမနေတာတခြားကြောင့်မဟုတ်စိတ်တို့တန်းလို့မနေတာအဲ့တော့စိတ်တို့တတ်တဲ့အခါကျတော့ဘိသက်နဲ့နေလို့တိတ်မဖြစ်ဘူးလို့ဟာစိတ်တို့တယ်လို့အဲ့တော့ကိုယ်စိတ်လည်းကိုယ်သိတော့စိတ်တို့အမြင်မတော်တွေတွေ့ရင်စိတ်ကဟိုထိမှုခက်ခဲနေပေါ့ဒါကြောင့်မလို့စိတ်နှလုံးအေးချမ်းစွာခဝဲဝဲရနေပြီသူလောက်တာကြည့်သူချင်ညိုပြီးတော့ဒီလိုနေတာပါ ်တော့လည်းကျောင်းနိုင်ကြီးကိုပြစ်ထားတာတော့မဟုတ်ပါအားလုံးအစဉ်တပြေဖြစ်နေအောင်အဝေးကနေပြီးတော့ဆောင်းဆောင်ပန်ပိုးပြီးတော့ဒီလိုထားလုပ်နေတာပဲကျေစုတင်ရတယ်အဲ့တော့သူကဘွဲ့နဲ့ဘွဲ့နဲ့အလိုက်ပဲသူစနဆိုတဲ့ဘွဲ့လူတော်လူကောင်းဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့သူတော်သူမြတ်ဆိုတဲ့အဓိပ္ပာယ်ရအဲ့ဒီသူစနဆိုတဲ့လူတော်လူကောင်းတွေပေါ်မှာ လွှမ်းမိုးကြီးစိုးထားနိုင်တဲ့အရေးချင်းနေရှိလို့သူစနေနာလို့ဆိုရဲဘွဲအင်မတန်မှလိုက်ဖက်တဲ့အမည်နာမဖြစ်တယ်အနုထလို့ခေါ်ရမောနော်ပေါင်းဖြူလို့ဆိုတဲ့အတိုင်းဖွင့်နေအောင်အသာရှူတယ်အဲ့ဒါအနုထနာမည်နဲ့လိုက်တဲ့အမည်လို့ဒီလိုဆိုသလိုပဲအခုတရားဆရာတော်ဟာနာမည်နဲ့လိုက်တဲ့အမည်ဖြစ်တယ်ဘုန်းကြီးတို့က ကြီးတဲ့အရွယ်ကိုသက်မမြင်ဘူးမျက်စိနဲ့မြင်ခွင်းကတော့မှတ်မိနေတာဝါဝတုတ်တုတ်ကိုရင်လေးလက်ပင်ပရိဆွဲပြီးတော့ပေါက်ဆာကလေးရောက်နေတာပဲမျက်စိထဲမှာတစ်ခါတည်းရမြင်နေပေါ့အဲဒီလိုကြောင်းရောက်ကလေးကသူတော်သူကောင်းဒီကြောင်းမှာဆိုလို့ရှိရင်နော်ဆုံးမရခက်တဲ့သာသနာ့ရှင်ကိုရင်နေဥစ္စေနေလည်းရှိတယ်အဲဒီလိုပြီးတော့အကြောင်းက ထွက်ပြေးတာတို့ကြောင်းစည်းကံဖောက်တာတို့ဒါမျိုးတွေလည်းရှိအခုဒီတိုင်ဟုတ်ဆရာတော်ကဒီလိုဟာမျိုးသူတစ်ခုမှမရှိကျောင်းကအပြည့်အနာစာရှိလို့ဆိုတာမျိုးပြမရှိဘူးအဲ့ဒါမျိုးမရှိဘူးမကြားဘူးဒီမှာပဲအေးချမ်းချမ်းနေပြီးတော့ဟိုဒီဒီရွှေ့ပြီးနေတာထိုင်တာလည်းမရှိဘူးဒီကျောင်းမှာနှစ်ပေါင်း40ကျော်အတိုင်းအတာထိအောင် ဒီမှာပဲနေပြီဒီမှာပဲသာမဏေကျော်ပွဲတွေရတယ်ဓမ္မစရိယဆောင်ပွဲတွေအောင်းတယ်အဲ့ဒီစိတ်အေးလက်အေးအေးအေးချမ်းချမ်းနေတတ်တဲ့အချက်ကြောင့်သူ့မှာစိတ်ပူတယ်ဆိုတာတခုမှရှိဖို့မပေါ်ဘူးကြည့်ရနော်စိတ်ပူဖို့မရဘူးခေါင်းကြီးတို့ကစိတ်ပူသေးတယ်ပြောမှာတော့ဒါစနေသားနဲ့တောက်ကြလားလို့ဒါရဲဆွဲကိုသွားနာမည်ချတာအမှန်ကတော့ဇရိုက်ပါပဲကိုယ်ဇရိုက်ကိုပြင်ရမှာ နော်စနေသားပြင်လို့စိတ်တူရတယ်ဒီလိုပြောတာမဟုတ်ပါဘူးအဲ့ဒါလို့တွေ့ရင်တော့လည်းမှားမှာပေါ့ခုခေတ်ဆိုလို့ရှိရင်တော့နော်ကိုမွေးကျင်တဲ့နေမွေးလို့ရနေကြအဲ့ဒါတဘာဝမှာစနေသားပြင်ချင်းကြောင့်စိတ်တူတာတို့တောက်ကြသားပြင်ချင်းကြောင့်စိတ်နှလုံးအေးချမ်းတာတို့ဒီလိုတွေတော့မဟုတ်ဘူးဘဝသံတရာမှာအထုံပါလာတဲ့ဝါသနာပါကီဇယိုက်တွေရှိကြတယ် ရိယာတဲ့ပကတိတဲ့ဒီလိုခေါ်တာအဲ့ဒီစရိယာတို့ပကတိတို့ဇယိုက်တို့ဆိုတာလေဝါသနာလေးဟာ မကောင်းတဲ့အလေးချင်းနေရှိရင်ဘုန်းကြီးတို့အခုချိန်မှာပြင်ရစင်ကြရမှာဖြစ်တယ်မကောင်းတာတွေကိုမကောင်းတဲ့အတိုင်းဂုံပြုတ်ပြီးတော့မနေနဲ့မကောင်းတာတွေတွေ့ရင်ကိုယ့်ကိုပြင်ရပြင်ဆင်ခြင်းဟာနောက်ဘဝကောင်းမှုအတွက်ဖြစ်တယ်ပေါ့ဒါကြောင့်မကောင်းတဲ့ဇယိုက်တွေ ိတ်ပူရတဲ့မကောင်းတဲ့အနေထားလေးရှင်စိတ်မပူတတ်အောင်လေ့ကျင့်ပေးရမယ်စိတ်တူတတ်တဲ့ဝါသနာရှင်စိတ်မတူအောင်လေ့ကျင့်ရမယ်တွေ့တာမှုတွေအားကြီးတဲ့ဇေယဝါသနာတွေရှင်တွေ့တာမှုတွေမရှိအောင်ကိုယ့်ကိုယ်ကိုယ်စရိုက်တွေကိုဖျောက်ကြတယ်မကောင်းတဲ့ဇေယဆိုးတွေအမိုက်မျိုးတွေမဖြစ်အောင်ကိုယ်ဟာလိမ္မာတဲ့ဇေယကောင်းနေတဲ့မွေးလျော်တဲ့ပုံပုံမျိုးဖြစ်အောင်ကိုယ့်ကိုယ်ပြုပြင်ထိန်းသိမ်းရဖြစ်တယ်ပေါ့ ခုတန်းရဆရာတော်ဟာမျက်စိအောင်မှာပဲကြီးပြင်းလာပြီးတော့အခု50ဆိုတာမျိုးဖြစ်လာပြီ။ဘုန်းကြီးတို့လည်းတောင်သက်85ဆိုတော့စဉ်းစားကြည့်ပေါ့နော်။အဲတော့လောကကြီးမှာအသက်ကြီးလာတယ်ဆိုတာဟာအချိန်လေးကုန်းလာတာလို့တင်တွေ့လို့မရဘူး။ကုသနာမှာရှိတဲ့လူပြုံမှုတွေအားလုံးလည်းဆုံးရှုံးသွားတယ်လို့တွေ့ရမယ်။ကုသနာမှာရှိတဲ့ ဒီအချင်းကုံသမ ्या ကိုယ်တဏမှာရှိတဲ့နုပြုံမှုတွေကလည်းကုံဆုံးပြီးတော့သွားတယ်။ဘဝခရီးကိုရှောင်လန်းတဲ့အခါတပြေးပြေးရင့်လာပြီးတော့အိုမင်းလာတဲ့အနေအထားမျိုးဖြစ်လာတယ်ဆိုတာကို အာလုံးတတိတံဝေက ထားကြရမှာဖြစ်တယ်ပေါ့။မွေးနေ့မွေးနေ့ဆိုသည်ဟာကြောစရာအလုပ်တစ်ခုမဟုတ်ဘဲနဲ့တတိပေးနေတဲ့အနေအထားမျိုးတစ်ခု ခေါင်းလောင်းတီးနေတဲ့အနေအထားတစ်ခုအနေနဲ့ပဲ။ မှတ်ကြရမှာအေးရကြီးလို့ခေါင်းလောင်းထိုးနေပြီဆိုတဲ့အဓိပ္ပာယ်မျိုးပဲတက်ကြီးလာပြီလူတိုင်းလူတိုင်းဟာတက်ကြီးလာနော်အဲ့ဒီလိုတတိတံဝေကနဲ့နေပြီးတော့မကောင်းတဲ့ဇေယျတွေရှင်ကောင်းတဲ့ဇေယျတွေဖြစ်အောင်သူတို့ဖြင့်သူတော်သူမြတ်ဆိုတဲ့အနေအထားမျိုးအကြီးချင်းနဲ့ကောင်းရမယ်မြင့်မြတ်တဲ့စိတ်ချက်တွေနဲ့ရှိအောင်မွေးမြူလေ့ကျင့်ကြရမှာဖြစ်ပါတယ် အဝတ်ကလေးပြောင်းလိုက်ရင်လည်းသူတော်သူများဖြစ်တာမဟုတ်ဘူးအရင်ချင်းမှထုံလုံးတိုင်မှသူတော်သူများဖြစ်တယ်ဟောအဝတ်စားတို့အနေထိုင်တို့ဆိုတာဟာသာမန်အပေါ်ယံများလားဖြစ်တယ်ဟောဒါကြောင့်မို့မိမိရဲ့အရင်တွေးတွေပြောင်းလဲဖို့ရအမှန်တမ်းအရေးကြီးတယ်မွေးနေ့အခါတည်းရမှာကုသိုလ်ကောင်းမှုတွေလုပ်တယ်ကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မိမိရဲ့အရင်ချင်းကောင်းတွေ ရအောင်လူတိုင်းလူတိုင်းအကျိုးသာအထုတ်ကြ။ဒါမို့သူတော်သူမြတ်ဆိုတာဣဗ္ဗဓမ္မတန်ဖိုးရှိလို့သစ္စာဗျာသခင်ကိုယ်တော်မြတ်ကချိန်ချိန်ဟောထားတာရှိတယ်။တပ္ပိရေဝသမာတိထတပ္ပိကုတ်ပေထတန်ထဝံသူတော်သူမြတ်တွေနဲ့နေပါ သူမျိုးသူမြတ်တွေနဲ့ပေါင်းသင်းဆက်ဆံပါတပ္ပိကုတ်ပေထတန်တော်သူတော်သူမြတ်တွေနဲ့ဆက်ဆံမှုကိုပြုလုပ်ပါ သူတော်သူမြတ်နဲ့ဆက်ဆံရတယ်ဆိုစိတ်နှလုံးအေးချမ်းမှုဆက်ဆံရုံနဲ့ပဲစိတ်နှလုံးအေးချမ်းမှုတွေကိုရသူစီကအမှုအချက်တွေကိုကူးဆက်လာကူးဆက်လာမကောင်းတဲ့ဇေယျရှိတဲ့ပုဂ္ဂိုလ်တွေမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်အနေနဲ့ကူးဆက်တတ်တယ်ဒါကြောင့်မို့လို့ပဋ္ဌာန်းပါဠိတော်မှာမြတ်စွာဘုရားဟောတာရှိတယ် ုဂ္ဂလောပိဥပနိဒေယပစ္စေနပစ္စယောပုဂ္ဂိုလ်တစ်ခုတယောက်ကလည်းပဲအာတိသောအမိကောင်းအာတိသောဥပနိဒေယတတိဖြင့်ကျေစုပြုနိုင်တယ်တဲ့မကောင်းရင်မကောင်းတဲ့ဘက်ကိုကျေစုပြုသွားမှာပဲကောင်းရင်ကောင်းတဲ့ဘက်ကိုကျေစုပြုဒါကိုညီညွန်းပြီးတော့မြမလူမျိုးတွေရဲ့စကားပုံထဲမှာလည်းပဲပြောတယ်လေတဏနာနီတဏမုဆုနာနီမုဆု ဒါပဲအဆိုးပဲလာပြောင်းတာအကောင်းနဲ့မပြောဘူးသူတော်ကောင်းနေသူတော်ကောင်းတာနေသူတော်ကောင်းလို့လည်းပြောအောင်ပါပေါ့နော်သူတော်ကောင်းတာနေမှသူတော်ကောင်းဖြစ်မှာပေါ့ဒါပဲဖယားနာနေပြီးတော့ဖယားမဖြစ်တာတွေကအများအကြီးပဲအဲ့တော့ကောင်းတာတွေအတူယူပြီးတော့စ조사အထောက်ဖို့လိုအပ်တယ်ဒါဟုတော့တတိထားကြရပေါ့နော်အဲ့သူတော်ကောင်းတာနေတိုင်းသူတော်ကောင်းဖြစ်သလားဆိုတော့အဲ့ဒါတော်တော်ခက်တယ် တဏ္ဍာနိတဏ္ဍာမုဆိုးနာမုဆိုးနာနိမုဆိုးဆိုတာလွယ်ဥပမာတစ်ခုစဉ်းစားကြည့်လေပုံမြင်နေထဲမှာဆိုထားတာလောကမှာဒီကောင်းမှုဆိုတာအလွန်ခဲတယ်တရတိဆယ်လုံးလောက်ဝယ်ထားပြီအဲ့ဒီထဲမှာအကောင်းကကိုလုံးအပုတ်တစ်လုံးပါတ အဲ့ဒီအပုတ်တလုံးကိုအလဲကောင်းထားပြီးတော့တည်သည့်အကောင်းတွေပဲနေရန်ထားမကြဘူးကြံတဲ့ကိုလုံးပုတ်သွားတယ်အဲ့ဒီမှာစဉ်းစားကြည့်အကောင်းကကိုလုံးဖြစ်ခဲ့တဲ့တဲ့အပုတ်တစ်ခုကိုဘာလို့ကောင်းအောင်မလုပ်လဲဟာအပုတ်တည်သည့်ပုတ်နေတဲ့တလုံးနဲ့ကနေပြီးကြံတဲ့ကိုလုံးကိုပုတ်အောင်လုပ်သွားတယ်လို့ဖြစ်တယ်ဒီတော့ပေါင်းတင်ဆက်ဆံရေးကို ဒါကြောင့်မြတ်စွာဘုရားကအရေးတကြီးမင်္ဂလာတောက်ပါဆိုလို့ရှိရင်အတိဝနာသဘာလနံဆိုတာကိုနမတိထားတာလေအေးတရတိပုတ်တလုံးကတရတိကောင်းအကိုလုံးကိုတခါတဲ့ပုတ်ဖြစ်အောင်လုပ်သွားအဲ့ဒီတရတိကောင်းကိုလုံးကနေပြီးတော့တရတိပုတ်တပုတ်ကိုအကောင်းဖြစ်အောင်မဆွဲဆောင်နိုင်ကြဘူးတဲ့ဒါကတရတိတင်မဟုတ်ဘူး လူထဲမှာလည်းဒီတိုင်းဆိုတဲ့အထိပဲကိုမှတ်ယူကြ။ဟုတ်။ဒါကြောင့်မို့လို့စာပေကျမ်းကမှလည်းပဲအလစ်စီတဦးဒီအလစ်စီတရားဖြစ်အောင်လုပ်နိုင်တယ်လို့ဒီလိုဆိုတယ်။ဟုတ်။မကောင်းမှုကောင်းမှုတို့မဆက်တဲ့မကြောက်တတ်တဲ့ပုဂ္ဂိုလ်တူရှိလာလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ရဲ့ဆက်ဆောင်မှုတွေကြောင့်ကြံတဲ့ပုဂ္ဂိုလ်တွေကလည်းအလစ်စီတွေဖြစ်ကုန်တတ်တယ်လို့ဒီလိုဆိုတယ်။ ဒါပေမဲ့လစ်စီတယောက်ကအလစ်စီတရားကိုဆွဲဆောင်နိုင်လားဆိုမဆွဲဆောင်နိုင်ဘူးသူပါပါမတော့အောင်ရှောင်ပြေးပြေးမပြေးသူပါပါတော့သိချာဒါကြောင့်မလို့အကောင်းဖြစ်ဖို့ဆိုတာအမတမအရေးကြီးတယ်အဲဟိုသူတော်သူမြတ်ဆိုတာသိအရေးကြီးမိမိတို့ကိုယ်တိုင်လည်းသူတော်သူမြတ်ဖြစ်အောင်ကြိုးစားကိုယ်ပတ်ဝန်းကျင်ကိုလည်းသူတော်သူမြတ်ဖြစ်အောင်ဆွဲဆောင်နိုင်ရအောင်အဲ့ဒါလို့မဟုတ်လို့ရှိရင်အမတမခက်တယ် ဒါကြောင့်မို့မြတ်စွာဘုရားကတတိပေးတာတပ္ပိရေဝသမာသေးထတပ္ပိကုပေထသန္တောတတံတ္တမမြညာယသေယောဟောတိနပပိယောတဲ့တပ္ပိရေဝသမာသေးထသူတော်ကောင်းနေတဲ့သာပေါင်းစုံမှာတပ္ပိကုပေထသန္တောသူတော်ကောင်းနေတဲ့သာအမြဲတမ်းဆက်ဆံမှာသူတော်ကောင်းနဲ့ပေါင်းသူတော်ကောင်းနဲ့ဆက်ဆံနေမှာတတံတ္တမမြညာယ ူတော်ကောင်းတွေရဲ့ကောင်းမြတ်တဲ့အကြံကောင်းဉာဏ်ကောင်းတွေအပိညာဏ်ကောင်းတွေတတ္တမလို့ဆိုရဲသူတော်ကောင်းတရားတွေကိုသိရှိနိုင်မှာဖြစ်တယ်ပေါ့သူတော်ကောင်းတရားတွေကိုသိရှိနိုင်မှာကိုယ့်ရဲ့စိတ်ထဲကမကောင်းတဲ့အနေအထားတွေကိုရှင်းလင်းသုံးသပ်ပြီးတော့ကောင်းတာတွေကိုမွေးမြူနိုင်မှာဖြစ်တယ်ပေါ့မကောင်းတဲ့ဇေယိုက်ဆိုးတွေဖယ်ရှားလို့ကောင်းတဲ့ဇေယိုက်တွေပွားများလာနိုင်သေယောဟောတိလပ်ပါပြီသူတော်ကောင်းတဲ့ပေါင်းတဲ့ဆက်ဆံလိုက်လို့ရှိရင် ဘယ်တော့မှအောက်တန်းမကြဘူးမြင့်မြတ်ပြီးထက်တန်းကြနိုင်ပါလေဒီစကားဟာအလွန်အမင်းမှန်ကန်တာဖြစ်လို့ဒီစကားကိုရှိတော့ကဆိုလို့ရှိရင်ဘာတုဒ္ဒတော်မှာဇတ်မှာဆိုလို့ရှိရင်ဒီကာတာလေးတစ်ပုဒ်က တရားတန်တယ်ရွှေတင်းကားတရားကိုပြောတာနော်ရွှေတင်းကားတရားတန်တဲ့ကာတာတုဒ္ဒတော်မှာမွန်းကြီးကဈေးနှုန်းတက်ပြီးတော့ပေးလိုက်တယ် တတရဟရွှေတင်းကတရားမကပါဘူးတဲ့အများကြီးတန်တယ်ဒါမို့ရွှေတင်းကတထောင်တန်ဆိုပြီးတော့လုပ်လိုက်အခုခေတ်ဝေကျေးနဲ့ပြောတာမဟုတ်ဘူးနော်ဒါမို့လို့ရွှေတင်းကလို့ပြောတာခုခေတ်ကနေ့တရားတန်ကဘာမှမရှိတော့ဘာမှမရှိတော့တရားလို့ပြောရင်သိတရားလားလို့မေးရမယ်အနေထားမျိုးဖြစ်သွားတယ်ခေါရိုးရိုးတရားဆိုရင်တော့လက်တော်ကြည့်မှာမဟုတ်ခင်တောင်မှဖြစ်တော့ဘူးခေါနော်ခင်လို့တောင်ပြောမခံဘူး အဲ့ဒါတော့ထင်အောင်တံပိုးရှင်အဲ့ဒါကြောင့်ဒီကာထာလေးတပုတ်ကိုကမဟာတုဒ္ဒတော်မမင်းကြီးကတံပိုးကိုတက်ပြီးတော့ပေးလိုက်တာသဟတာရဟကာထာရွှေရင်းကားတထောင်တန်တဲ့ကာထာပဲဘာကြောင့်တန်တာတုံးလို့ဆိုလို့ရှင်သူတော်သူမြတ်ဆိုတဲ့အရေးချင်းကောင်းတွေကိုဖြစ်ပေါ်စေသူတော်သူမြတ်ဆိုတဲ့အရေးချင်းကောင်းဟာတကယ်တော့ဘာနဲ့မှလဲလဲလို့မရဘူး သူတော်သူမြတ်ဆိုတဲ့ပုဂ္ဂိုလ်ဟာတဘွားတယ်မဟုတ်ဘူးတန်လျာမှလည်းသူတော်သူမြတ်နောက်ဆုံးမှာအလွန်မြင့်မြတ်တဲ့နိဗ္ဗာန်ချမ်းသာဖြစ်အောင်မျက်မှောက်ပြုတ်သွားနိုင်တာဖြစ်တော့ကြောင့်တကယ်သူတော်သူမြတ်ဖြစ်အောင်ကိုယ့်အကိုတန်ဖိုးမြင့်ပြီးတော့調査အထောက်ကြရမှာဖြစ်တယ်နော်တကယ်သူတော်သူမြတ်ဖြစ်အောင်調査အဲ့တော့သူတော်သူမြတ်ရဲ့လက္ခဏာတွေကဘာတွေတုံးလို့မေးလို့ရှိရင်သူတော်သူမြတ်လက္ခဏာတွေညောင်များစွာရှိတော်လဲ တသွန်တဆပြောရမယ်ဆိုလို့ရှိရင်နော်သူတော်သူမြတ်ရဲ့အရေးအောင်သင်္မြင်လက္ခဏာအနေအထားတွေကဘာတွေလဲဆိုယောကတိညုကတဝေရိဓီရောဒီသရဝေင္ကဇတ်မှာပါတဲ့ဒီဟောပြောချက်ကြည့်မယ်ဆိုကတိညုကတဝေရိအသိပညာစဉ်းစားဉာဏ်ရှိပြီးတော့ကျေးဇူးတရားကိုသိရတယ် ကျေးဇူးတရားကိုသိတယ်။ကတဝေဒီကျေးဇူးတရားကိုထင်စွာပြတတ်တယ်ဆိုကျေးဇူးလဲဆက်တယ်ကျေးဇူးလဲသိတယ်လို့ဒီလိုဆိုတာ။အေးလောကမှာကျေးဇူးသိမှုဟာသူတော်သူမြတ်တွေရဲ့နှလုံးသားထဲမှာရှိတဲ့တန်ဖိုးရှိတဲ့ယရဏတစ်ခုပဲဖြစ်တယ်ပေါ့။ကျေးဇူးကန်းနေဆိုတာမက္ခလို့ခေါ်တယ်။အဲဒီမက္ခဆိုတဲ့ကျေးဇူးတရားကိုခြေဖြတ်တတ်တဲ့ပုဂ္ဂိုလ်ဟာတကယ်သူရောမှာအစ်စ်ပဲ။ ်ရသော်ဗျာဒီကင်ကိုရောမြတ်ကကတိညုတာကတဝေရိတာသူတော်ကောင်းတွေရဲ့ယတ္တိယာကြီးပဲသူတော်ကောင်းတွေရဲ့ဘူမိတို့တပူရိတဘူမိတို့ဒီလိုဟောတာမင်္ဂလာတရားတော်တွေမှာလည်းပဲကတိညုကတိညုတာဆိုတဲ့မင်္ဂလာတရားဆိုတာပါကြီးပွားတုတ်တဲ့ခြင်းကြောင့်တကယ်သူတော်ကောင်းသူတော်သူမြတ်ဆိုတာဒီရှုတော်ကနေကျင့်တယ်သူတော်ကောင်းဆိုတဲ့ပုဂ္ဂိုလ်ဟာလူတော်လူကောင်းသူတော်သူမြတ်ဆိုတာ ခြေရှုတရားကိုအတိမပြုတ်တတ်တဲ့ပုဂ္ဂိုလ်ဟာသူတော်ကောင်းပဲလို့သူလို့ဆို။ဟောတိုင်းဦးဆရာတော်ဟာကြည်နေဆရာရဲ့ကျေးဇူးအာယုပြုတယ်သိတယ်။နော်တော်မှုသားတဲ့ပရဏနာကဆရာတော်ဘုရားကြီးရဲ့ကျေးဇူးတရားတွေကိုသိတယ်။သိသည့်အတွက်ကြောင့်ဆရာတော်ဘုရားကြီးရဲ့လက်ရခြေရမပြတ်ထိန်းသိမ်းဆောင်းရှောက်ပြီးတော့ဒီပိဋကတ်တွေကိုဆောင်းရှောက်ပြီး ဒီเจ้าကြီးကိုဥဆောင်လို့အဖက်ဖက်ကတိုးတက်ကျိုးစဲကျိုးစားအားထုတ်နေတယ်။စွန့်ရီတတ္တိတွေဟာလဲတဲ့စွန့်ရီတတ္တိတွေမဟုတ်ပါဘူး။အဲဒီစွန့်ရီတတ္တိတွေကိုစွန့်ဆောင်နိုင်တာဟာသူတော်သူမြတ်လို့ဆိုတဲ့နှလုံးအိမ်မှာရှိတဲ့စွန့်ရီတွေကြောင့်သာဖြစ်တယ်ပေါ့။အမှန်ပုဂ္ဂိုလ်အဖြစ်စွန့်ဆောင်နိုင်မှာ မဟုတ်ဘူး။စွန့်ဆောင်နိုင်တဲ့စွန့်ရီတတ္တိတွေရှိလို့စွန့်ဆောင်တာပဲဖြစ်တယ်ပေါ့။ဒါကြောင့်မို့ တတော်ကောင်းဆိုဒီမှာကျေးဇူးတရားကိုသိယုံမြတ်မကောင်းကျေးဇူးကိုတုံ့ဆက်တယ်။ရသော်ဘုရားသခင်ကိုရောမြတ်ကဟောထားတယ်။ငါ့ကိုခုံပြုခြင်းနဲ့ကျေးဇူးတင်ခြင်းနဲ့ဆိုလို့ရှိရင်ဘာဟောထားတဲ့တရားလမ်းကြောင်းကိုလိုက်နာကျင့်သုံးလို့ဒီလိုပဲဟောခဲ့တာနော်။တမ္မာပฏิပတ္တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်းတမ္မာပฏิပတ္တိဆိုမှန်ကန်တဲ့နည်းနဲ့ပြည့်ကျက်ကြုတ်အားထုတ်မှုပါ။ အကောင်းဆုံးသောဂုဏ်ပြုခြင်းပဲလို့ဒီလိုဆိုလို့လောကလူတွေကတော့ပစ္စည်းနဲ့ဂုဏ်ပြုတာရှိတယ်၊စကားနဲ့ဂုဏ်ပြုတာရှိတယ်၊အမျိုးမျိုးဂုဏ်ပြုတယ်။ဘာတွေနဲ့ပဲဂုဏ်ပြုဂုဏ်ပြုအဲ့ဒီဂုဏ်ပြုမှုတွေဟာတကယ်ထိရောက်တဲ့ဂုဏ်ပြုမှုတော့မဟုတ်သေးဘူး။တကယ်ထိရောက်တဲ့ဂုဏ်ပြုမှုဆိုတာတမ္မာပฏิပတ္တိမြတ်ဖြစ်တယ်ပေါ့။ချမှတ်ထားတဲ့လမ်းစဉ်တိုင်းမပြတ်မကွက် ထိန်ထိန်ဆောင်းလျှောက်ပြီးသုံးမဩဝါဒအတိုင်းလိုက်တာရှင်းသုံးဆောင်ရွက်နေတာဟာတကယ်ကိုတမ္မာပฏิပတ်တိလို့ဒီလိုဆိုလို့အနုတ္တရပူဇာအကောင်းဆုံးသောဂုဏ်ပြုမှုပဲဖြစ်တယ်။ပညာရှိသူတော်ကောင်းတွေဆိုတာဟာသူတော်သူမြတ်တွေဆိုတာအကောင်းဆုံးကိုရွေးချယ်ပြီးတော့လုံးလေးလှူထားရှိတယ်။ဒုက္ခိတတသက္ကိသံဂရောတိတဲ့သူတော်သူမြတ်တွေရဲ့အရေးချင်းတစ်ခုဟာအခက်အခဲကြုံနေတဲ့ပုဂ္ဂိုလ်တယောက်ကိုကူညီတယ်အလောကိစ္စတွေဆောင်ရွက်ပေးတယ် ခက်ခဲမရှိအောင်ကုညီတတ်တယ်မားစားတတ်တယ်ဆိုတဲ့အရေးချင်းနေရတယ်ပညာရှိသူတော်ကောင်းရဲ့သူတော်သူမြတ်တွေရဲ့အရေးချင်းပဲဖြစ်တယ်ပေါ့လောကမှာသူတော်သူမြတ်ရဲ့အရေးချင်းတွေများစွာရှိတဲ့ထင်မယ်အရေးအကြီးဆုံးအချုပ်ကတော့ဘာလဲလို့ဆိုရင်နော်မြင့်မြတ်တဲ့စိတ်နေသဘောထားဟာသူတော်ကောင်းရဲ့အနှစ်သာရတစ်ခုပဲမြင့်မြတ်တဲ့စိတ်နေသဘောထားရှိရမယ် မြင့်မြတ်တဲ့စိတ်နေသဘောထားအပြင်ပေါ်မှာထူးခြားတဲ့အရည်ချင်းတွေရအောင်ကြိုးစားအားထုတ်တာနှစ်ခုပေါင်းစပ်လိုက်တဲ့အခါမှာလူတော်လူကောင်းဆိုတာလည်းခေါ်လို့ရသွားတယ်သူတော်သူမြတ်လို့လည်းခေါ်လို့ရသွားတယ်သူတော်သူမြတ်တွေစိတ်နှလုံးကမြင့်မြတ်တယ်အရည်ချင်းကတော်တယ်လူတော်လူကောင်းအရည်ချင်းကတော်တယ်စိတ်နှလုံးကကောင်းတယ် အဲ့ဒီနှစ်ခုပေါင်းလိုက်လို့ရှိရင်ကောင်းလဲကောင်းတော်လဲတော်တော်လဲတော်မြတ်လဲမြတ်ဆိုတဲ့တကယ်ဘက်ဆုံးတော်တဲ့အရေးချင်းမျိုးရအောင်ကြိုးစားအထောက်ကြရမှာဖြစ်တယ်ဗောဒါကြောင့်မို့ဒီကနေ့တယ်ဥဆရာတော်ရဲ့90ပြည့်ဝိသန္တမင်္ဂလာအခါသမယမှာသူတော်သူမြတ်ဆိုတဲ့ဒီခုံစကားနဲ့ပဲဒီကနေ့အားလုံးတော့ ခန္ဓာလိုတည်ရောက်လာကြတဲ့သူတော်စင်ပုဂ္ဂိုလ်အပေါင်းတို့ရပ္ပရားရဲ့အဆုံးအမတိုင်းလိုက်လာကျင့်သုံးပြီးတော့မိမိတို့ကိုယ်တိုင်သူတော်သူမြတ်ဖြစ်အောင်လူတိုင်းလူတိုင်းဟာကြိုးစားအားထုတ်ကြမှာဖြစ်တယ်လို့ကိုယ်စီကိုယ်စီခံယူချက်ထားပြီးလိုက်လာကျင့်သုံးနိုင်ကြပါစေကုန်သတည်း